ပေါ်ပြတိုင်းဟာတာကတော့မဟုတ်ဘူးဗျကျွန်တော်တို့ဟာတာကကိုရုပ်ရှင်အောင်မလားကြည့်ရဲဆိုတော့ plot ဒီဇလန်းနေသေယုတ်ဆောင်တာတွေကိုကြည့်ချင်လို့ကျွန်တော်ဟာတာကိုပဲတော့ရှောက်ကြည့်ချင်လို့ရှင်ရုပ်ရှင်မကြည့်တော့အငိမ့်ပဲကြည့်အောင်ပါဗောလေဒီဟာတာသေယုတ်ဆောင်တွေအားကိုအသုံးချပြီးတော့ဆွဲဆန့်လာရလို့ပဲမြင်နေဗောလေကျွန်တော်ဒါအမြင်ကိုပြောပြတာပါမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာတော့သမရယုံကျွန်တော်လာကြည့်တာတော့ဒါမင်္ဂလာပွဲ ဒီ red carpet show ပေါ့လေဒီပွဲဟိုတော့ကျွန်တော်တို့ဒါ the reef film production ကနေပြီးတော့ကျွန်တော်တို့ဒီ video ရုံးဖိတ်ထားရဲအဲ့ဒါကျွန်တော် Mr. Alu program လာရိုက်တာပေါ့လေဒီကားကတော့ထုံးစံအတိုင်းဟာတာကားလို့တော့ပြောရဲပေါ့လေဒါမင်းသားမင်းသမီးတွေပါရဲသေးဥဆောင်တွေကလည်းအများကြီးပဲမင်းသားဆိုလို့ရှိရင်နှစ်ယောက် Tyron ရဲ့နေဝင်းရဲ့မင်းသမီးဆိုလို့ရှိရင်လည်းမေမြတ်မုံနဲ့ချူးလေးပေါ့လေ director ကတော့ကိုစားအာယုံဦးပေါ့ဒါသူပြောပုံရဆိုလို့ရှိရင်တော့ဗျာယူရီးယားကဆန်ဆန်ရိုက်ထားရဲ့လို့တော့ပြောတာပဲပေါ့လေဟုတ်က ဆက်ပြောရတာပေါ့အဲ့တော့ပြောရတာပေါ့လေအမ်ဒီနေ့မှာတခုစိတ်ဝင်စားဖို့ကောင်းတော့တော့နေဝင်ပေါ့လေနေဝင်ရုပ်ရှင်ကားကြီးကြည့်ရလို့လို့ရှိရင်မြန်ဟန်သာတွတ်ပြီးကားတော့စားဖို့ဖတ်ရတယ်လို့ပြောပဲမြန်ဟန်သာတွတ်ပြီးလာပြီဟေ့တပည့်ကျော်ပိုင်ကလေးပါရဲဆိုလို့မျိုးပဲနေဝင်ရုပ်ရှင်ကားသလို့ရှိရင်ချူလေးပိုင်ပါရဲမပါရဲမင်းမျိုးမပါရဲအဲ့ဒီရောက်ကတော့အမြင်နဲ့ပါလေးပါထားရှိတာကိုတွေ့ရတယ်ပေါ့လေကျွန်တော်ဒုံးတန်အတိုင်းပဲဗျာဒီရုပ်ရှင်ကားမကြည့်ခင်ပဲရုပ်ရှင်ဇာတ်လမ်းကိုနည်းနည်းခံမဲ့ပေါ့လေတိုင်ရုံနဲ့ချူလေးနဲ့ကရီးစားရဖြစ်လိမ့်မယ်နေဝင်နဲ့မင်းမျိုးကရီးစားရဖြစ်လိမ့်မယ်တိုင်ရုံနဲ့ချူလေးနဲ့ကဗျာချူလေးလိုမျိုးလိုပေါ့နှာခေါင်းထိုက်တဲ့အချင်းကြောင့်မို့လို့ ကွဲသွားနိုင်မယ်ကွဲသွားတဲ့အချိန်မှာတိုင်ရုံကမင်းမြင့်မုံနဲ့မင်္ဂလာဆောင်မှုကျိုးသားတယ်နေဝင်းကလည်းမင်းမြင့်မုံနဲ့မင်္ဂလာဆောင်မှုကျိုးသားတယ်အဲ့ဒါကိုချူလေးကလိုက်ဖြတ်တယ်အဲ့ကြောင်မှာဒါစုံမြတ်သူသားပေါ့လေစုံမြတ်သူသားကတော့ဘယ်သူမှမိလဲတော့မသိဘူးချူလေးမိဖြစ်မဲ့ထင်တယ်သူကလည်းအဲ့လိုမျိုးဇက်ဖို့နေရာနေဘွဲဖြတ်ဖို့ကျိုးစားမယ်ပေါ့ဗျာအဲ့ဒါကိုဟာတဆန်အောင်ရိုက်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်မယ်လို့တော့ ခံမှန်းနေပေါ့လေဒါတော့ရုပ်ရှင်မကြည့်ခင်ကျွန်တော်ခံမှန်းတာပါဘာဖြစ်လို့လဲဆိုတော့ဒီကားကဒါဇလန်နဲ့ပတ်သက်ပြီးတော့တော်တော်လေးအားထည့်ရလားမသိဘူးဗျဇညွန်ကြီးဆရာ၃ယောက်ရိုက်ခွင်းဇညွန်က၁ယောက်ဆိုဇညွန်အတွက်ကိုပဲ၄ယောက်တော့သုံးလာတာဆိုတော့ထူးခြားတယ်လို့ပြောမှာဗျမြန်မာကားကြီးတွေမှာတော့ဇညွန်အဲ့လောက်အများကြီးသုံးလာတာကျွန်တော်မတွေ့ဘူးပေါ့လေအဲ့တော့ခဏနေလို့ရှင်ပွဲပြမှာပြပြီးလို့ရှင်ကျွန်တော် review လေးကိုထပ်ပြောပြမယ်ပေါ့လေတော်တော်ဆရာကတော့ဘလောက်ပါပဲအဲ့တော့ရေသွင်းကြည့်လာအောင် ောင်ကိုကျွန်တော်တို့ပင်လာပွဲနဲ့ဖွဲ့ထားတဲ့အားလုံးကျူးလာရပါတယ်။အားကြီးစုအားကြီးကြောင့်လည်းကျွန်တော်တို့ပြင်ဆင်ပါတယ်။ကျေးဇူးပါတယ်။မင်္ဂလာဝဲရတော့ကျွန်တော်ကြည့်ပြီးွားရေ ဒီကားနဲ့ပတ်သက်ပြီးတော့ပထမဆုံးပြောချင်တာကတော့ဒီရုပ်ရှင်ကကျွန်တော်မကြည့်ခင်ပါဇလန်းကိုကျွန်တော်ခံမှန်းခဲ့ကျွန်တော်ခံမှန်းရတာလွဲတယ်အာကျွန်တော်ထင်သားသလိုတော့မဟုတ်ဘူးပေါ့လေဇန်ညွန်းမှာနည်းနည်းလေး twist လေးတွေတော့ပါတယ်ပေါ့ဒါ spire တော့မဟုတ်ဘူးပြောရမယ်ဆိုလို့ရှင်တော့ဒါမင်းမြင့်မုံနဲ့မင်းမြင့်မုံနဲ့နေဝင်းနဲ့ကဒါရီးစားဟောင်းလေတိုင်ရွန်နဲ့ချူလီကလည်းရီးစားဟောင်းနေအဲကြရဲမှာမှာတိုင်ရွန်နဲ့မင်းမြင့်မုံနဲ့လက်ထပ်ပုံမင်္ဂလာဆောင်မှုလုပ်တယ်ဆိုတော့မှန်တယ်ပေါ့လေအဲ့ဒါလွယ်လို့လို့ရှင်တော့ကျန်တဲ့ဟာတွေမှာတော့ဗျာဘလို့လှည့်ပြောင်းနေပါမလဲတော့ကြည့်ကြည့်လိုက်ပေါ့ဒါပေမဲ့ဒီနေရာမှာကျွန်တော်တခုပြောချင်တာတခုတော့ရှိရဲ့ဗျာ ကျွန်တော်ကဗျာဟာတာကားကြီးဆိုတိတ်မခံစားတော့ဘူးဆိုတော့ပြောခံရတယ်ပေါ့လေအဲ့လိုတော့မဟုတ်ပါဘူးဟာတာကားကိုဟာတာကားအနေနဲ့ပဲကြည်ပါရယ်ပေါ့လေဒါပေမဲ့ဒီနေ့မှာကျွန်တော်လက်ခံလာတာတော့ ပေါ်ပြတိုင်းဟာတာကတော့မဟုတ်ဘူးဗျကျွန်တော်တို့ဟာတာကကိုရုပ်ရှင်အောင်မလားကြည့်ရဆိုတော့ plot ဒီဇလန်းနေသေယုဆောင်တာတွေကိုကြည့်ချင်လို့ကျွန်တော်ဟာတာကိုပဲတောက်လျှောက်ကြည့်ချင်လို့လို့ရှင်ရုပ်ရှင်မကြည့်တော့အငိမ့်ပဲကြည့်အောင်ပါဗောလေအဲ့တော့မြန်မာပြည်သက်တွေကြားရဲမှာလဲဟာတာဖြစ်ရင်ပြီးရောရီနေရရင်ပြီးရောဆိုကြည့်ရပြည်သက်မျိုးရရှိရဲတချို့ကြောက်လဲကျွန်တော်တို့လိုမျိုးပဲဇလန်းနေ character plot တွေကိုခံစားပြီးရောပြည်သက်မျိုးရရှိရဲဗောလေအဲ့တော့ဒီကဘယ်လိုပြည်သက်မျိုးတွေနဲ့အဆင်ပြေများသလိုရှင်တော့ရီနေရရင်ပြီးရောဆိုပြီးရောလာကြည့်ရပြည်သက်တွေတန်းတော့အဆင်ပြေလိမ့်မယ်ဗျကျွန်တော်တို့လိုမျိုး ဆန်တဲ့ပြဿနာတွေအတွက်ဆိုလို့ရှင်တော့တိတ်အဆင်ပြေမယ်လို့တော့မထင်ဘူးပါလေဒါတော့ကျွန်တော်တယောက်တည်းအမြင်ပြောပြရပါမှန်ရင်လည်းမှန်ပဲမှားရင်လည်းမှားပဲကောင်းမကောင်းကတော့ကျွန်တော်မိုးခွေးပဲကျွန်မတို့နောက်ပြီးတော့သေုပ်ဆောင်တွေနဲ့ပြောမယ်ဆိုလို့ရှင်တော့ချူလေးပါလေဒီတကားတော့အဓိကတဲသွားတာတော့ချူလေးလို့ပြောလို့ရတယ်ကျွန်တော်အခုဒီအဓိက main cast ကြီးကြည့်မယ်ဆိုလို့ရှင်နေဝင်းတိုင်ရောခင်လိုက်ဒါအများကြီးပါတယ်ပေါ့လေအဲ့ character အများကြီးနဲ့ဒီတကားလုံးမှာက reaction လုပ်ခွင့်ရတာထိတွေ့ခွင့်ရတာချူလေးတယောက်ပဲရှိရဲတချို့ character တွေဆိုလို့ရှင်တချို့သေုပ်ဆောင်တွေဆိုလို့ရှင်အချင်းချင်းတော့မှမတွေ့လဲရအောင်အဲ့တော့ဘာဖြစ်လဲဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့မြန်မာကားကြီးဒီနှစ်ထဲမှာထွက်ခဲ့တဲ့ကားကြီးကြည့်လိုက်မယ်ဆိုလို့ရှင်ချူလေးကားကြီးကအများဆုံးဖြစ်နေအောင်တွေ့ရလိမ့်မယ်ကျွန်တော်တို့ပထမထင်တာပေါ့လေဟာချူလေးကားကြီး အရန်များတယ်ပေါ့ဘာဖြစ်လို့လဲမသိဘူးသူဒါပေမဲ့ကျွန်တော်ကြည့်ရင်လည်းသိလာတော့သူရဲ့သေဟုတ်ဆောင်ကောင်းတာမကောင်းတာကိုခေလိုက်အောင်ဒါပေမဲ့ तू ကဘယ်လိုကာရက်တာမျိုးနဲ့မဆိုအန်ဝင်အောင်သေဟုတ်ဆောင်နေတာကိုတွေ့ရတယ်ပေါ့လေဒီကားဆိုလို့ရှိရင်လည်း तू အဓိက carry လုပ်သွားတာ drama ဆိုလို့ရှိရင်လည်း drama ပိုင်တယ်ဟာသဆိုလို့ရှိရင်လည်းဟာသပိုင်တယ်ပေါ့လေဒါပေမဲ့ချူလေးပါတဲ့အတွက်ကျွန်တော်ဒီတကားလုံးကကျွန်တော်စောင့်ကြည့်နေတဲ့တခန်းတော့ရှိရပြချူလေးဒီကားမှာမငိုသေးဘူးလားမငိုသေးဘူးလားမငိုသေးဘူးလားသူငိုရဲတခန်းတော့ပါပါ No way. Yes way. ချူလေးကားဆိုလို့ရှိရင်တော့မငိုလို့မရဘူးပေါ့လေ အဲ့ဒါတော့သူနဲ့သူနဲ့တွဲလာတယ်ဟိုက trade map ပေါ့လေနောက်တစ်ခုကတော့နေဝင်ပေါ့လက်ရှိအချိန်မှာမြန်မာပြည်မှာအအောင်မြင်တော့နေမင်းသားကြီးတွေမှာနေဝင်ပါတယ်အဲ့တော့ကျွန်တော်ယုံကလူတွေအကုန်လုံးလိုက်မေးကြည့်ရနေဝင်ကိုဘာကြောင့်ကြိုက်တာလဲနေဝင်ကိုကြိုက်လားမကြိုက်ဘူးဒါဆိုကြိုက်တဲ့လူလည်းရှိရမကြိုက်တဲ့လူလည်းရှိရဒါတော့လူမျိုးမျိုးစိတ်ထွေထွေတူမှာမဟုတ်ဘူးအဲ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကြိုက်တဲ့လူတွေကဘာလို့သဘောကျလဲဆိုလို့ရှိရင်သူအဲ့လိုမျိုး ဘူဝါနဲ့អော်တဲ့ဟာတွေပောက်ကြရလုပ်တဲ့ဟာတွေခက်တီတီနေပြတဲ့ဟာတွေကိုចែកကြရပေါ့အဲ့ character တွေအကုန်လုံးပါပါတယ်ဒါမှမဟုတ်လည်းကျွန်တော်စိုးရင်တော့သူက type cast ဖြစ်ပြီးတော့ရုပ်ရှင်ကားတိုင်းမှာအဲ့ပုံစံမျိုးကြီးဖြစ်နေမှာတော့ကျွန်တော်စိုးရင်မိတယ်ပေါ့လေအဲ့လိုမဟုတ်ဘဲနဲ့တခြားပုံစံမျိုးတွေကြောင်းပြီးသေရောက်ဆောင်လို့ရှိရင်တော့ဒီထပ်ပို့ပြီးမိုက်မယ်လို့ကျွန်တော်မြင်မိတယ်ပေါ့ဒါမှမဟုတ်ကျွန်တော်ဒီကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်ထဲစိတ်ထဲမှာတိတ်ပြီးပုံစံမှာကြားရဲအချက်နှစ်ချက်တော့ရှိရပထမတစ်ချက်ကတော့ဗျာ character ပေါ့ဗျာဒီကားမှာပါတဲ့ character တစ်ယောက်ကအထူးသဖြင့်တော့နေဝင်း character ပေါ့ဗျာနေဝင်းရဲ့ character ကနေပြီးတော့ဒါမင်းမင်းမကွာသူ့ရဲ့ရည်သားဟောသူ့ရဲ့ရည်သားဟောသူနဲ့ပဲလက်ထပ်ရမယ်ဆိုပြီးတော့အတင်းအကျပ်ကြီးလိုက်ပြီးတော့ ချင်းချောင်းနေတယ်ဗျာကိုကြီးသားကောင်းတယောက်ကကိုနဲ့ပဲလက်ထပ်ရမယ်လက်ထပ်ရမယ်လူလည်းရှိတဲ့ဟာကိုလိုက်ချင်းချောင်းနေတဲ့ဟာဟာတာမဆန်ဘူးလို့တော့ထင်တာပဲအဲ့ဒါကိုဟာတာ plot တွေထည့်တာကတော့ကျွန်တော်တိတ်တမွေမကြောက်ဘူးလေဒါပေမဲ့တခုရှိတာတော့ဒီကသရုပ်ဆောင်နေနည်းနည်းလေးဖောင်းပွားနေတယ်လို့တော့ထင်တယ်ပေါ့လေဥမာဗျာဒါမဆိုးမြတ်သူသားရဲ့အဆိုးမြတ်သူသားရဲ့ character ခင်လှိုင်းရဲ့ character ဇဝင်းနိုင်ရဲ့ character ဆိုလို့ရှိရင်တို့နေရာမှာတို့မဟုတ်လေတခြားလူတွေနဲ့ဆိုလို့ရှိရင်အဆင်ပြေတယ်တို့မပိုင်အောင်မှအဆင်ပြေတဲ့အနေအထားမျိုးပါဒါပေမဲ့တို့ထည့်ထားရတယ်ပေါ့လေထည့်ထားရတဲ့အတွက်လည်းကျွန်တော်ပြိတ္တနေနေနဲ့ကတော့သရုပ်ဆောင်နေဆုံဆုံလင်းလင်းကြည့်ရတယ်အဲဒါပေမဲ့လည်းဇလန်ပေါ့ effect ရောက်လာဆိုတော့မတက်ရောက်ဘူးပေါ့လေဇလန်တူနေတဲ့ဟာကို ဒီဟာတာတယုတ်ဆောင်တွေအားကိုအသုံးချပြီးတော့ဆွဲဆန့်လာရလို့ပဲမြင်နေပေါ့လေကျွန်တော်ဒါအမြင်ကိုပြောပြတာပါမစ္စတာလူပရိုဂရမ်ကိုစောင့်ကြည့်ရပြိတ္တတိုင်းသိပါရယ်ကျွန်တော်ဒီပရိုဂရမ်ဆုံးတိုင်းမှာ rating ပေးနေကြပါလေဒါကျွန်တော်ဒီကားကိုတော့ rating မပေးချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ဖိတ်လို့လာကြည့်တာဖြစ်တဲ့အတွက်ကျွန်တော် rating မပေးချင်တာပါဥမာပေးမယ်ဆိုလို့ရှိရင်ဗျာအလူရင်ကဖိတ်လို့ထမင်းသွားဆိုင်တဲ့အချိန်မှာအလူရင်ကကျူးရကောင်းမကောင်းမဝေပန်ခြင်းတလိုမျိုးပေါ့ဗျာအဲ့တော့ကျွန်တော်လည်း ီကားနဲ့ပတ်သက်ပြီးတော့ဗာ review မှမပေးခြင်းဘာဖြစ်ပြောဒီ program အဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအကောင်လုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဘယ်လိုလူမျိုးတွေအကြိုက်တွေ့မလဲဆိုလို့ရှိရင်တော့ဇလန်းကြောင်းတွေဘာဘာမစင်တော့ဘူးဗျာထိုင်ကြည့်ပြီးရှည်နေရရင်ပြီးတော့ဆိုပြည်သက်တွေအတွက်ကတော့အဆင်ပြေလိမ့်မယ်ပေါ့လေဇလန်းတွေဘာခံစားခြင်းနဲ့ပြည်သက်တွေအတွက်ကတော့တိတ်စင်ပြေမယ်လို့တော့မထင်ဘူးပေါ့လေဒါတော့ကျွန်တော်ရဲ့ honest review ပါဘယ်လိုပဲဖြစ်ဖြစ်ပါဒီ season အဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သက်တွေအလုံးအသက်ရှူတိုင်းပတ်ဆက်ဝင်ပါသေးလို့ဆုတောင်းပေးနေတဲ့ဒီ season ဒီမှာပဲအဆုံးသက်ချင်ပါတယ်အားလုံးတက်တာ